မင်္ဂလာပါရှင်ဒီဇင်ဘာလ၄ရက်နေ့အတွက်မြို့တော်ရန်လေးလက်ကဲတဲ့အစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းနိုင်ငံမှာမြန်မာလုပ်သား15ဦးလိုက်ပါလာတဲ့ကရေမြောင်းနေကြက6ဦးရေနစ်သေးဆုံးတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြိုင်နယ်ပခုတ်ကူအဆက်မှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ပြီး စစ်သားတအူးအရှင်ဖမ်းမိကခရယံအချို့တင်းစီရရှိတဲ့တည်င်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းမြိုင်းမြို့နယ်နဲ့ပခုတ်ကူးမြို့နယ်အစပ်မှာစစ်တပ်စစ်ကြောင်းကိုဒေါ်လာရီတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားပြီးတအူးအရှင်ဖမ်းမိကခရယံတချို့တင်းစီရရှိခဲ့တယ်လို့သိရပါဗျ။ဒီဇင်မာလာနေ့ရက်နေ့မှာမြိုင်းမြို့နယ်နဲ့ပခုတ်ကူးမြို့နယ်အစပ်ကိုစစ်ကြောင်းထိုးလာတဲ့ တက်မ69မှာစစ်သားတွေနဲ့ပြူစောတိများပူပေါင်းထားတယ်။အင်အားတရာခန့်မှာစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကလမ်းမိုင်းတနေရာမှာကြားပြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်စစ်ကော်မရှင်တပ်ဖက်မှာထိခိုက်ဒေဆုံးမှုများပြားပြီးထိခိုက်ဒဏ်ရာရထားတဲ့စစ်သားတအုပ်ကိုအရှင်ဖမ်းမိကလက်နက်ကြီးကြီးတချို့နဲ့ခရံတချို့ကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို အာကွေ့ပြည်ပဒီဗန်ဖို့စ်ပခုတ်ကူခရိုင်လိုကဲတရင်တီ PDLB MGY PDF ကမ္မအန်ဒါဂရောင်းဖို့စ်နဲ့မြန်မာပကားပေါ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။ပခောက်ကူမြို့နယ်နဲ့မြိုင်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့အပြင်လေကြောင်းမှလည်းပြည်သူလူထုကိုပြစ်မှတ်ထားပုံကျဲတိုက်ခိုက်နေကြကြောင်းပြည်သူတွေအနေနဲ့စည်ရေးသတိနဲ့လေချောင်းရံကိုလည်းသတိရှိရှိနေထိုင်ပေးကြရန်လဲအကွေ့ပြည်ပဒဖန်ဖို့ကတိုက်တွန်းထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တန်တောင်ကြီးမှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ ကိုဝင်စားအမျိုးသမီးတအူထိမှန်တန်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်မျိုးသားအစည်းအရုံး KNU တမဟာနှင့်နယ်မြေတောင်ငူခရိုင်ရှိတန်တော်ကြီးမြို့ကိုစစ်ကောင်မရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့22နှစ်အရွယ်ကိုဝင်စားတအူတန်ရာရခဲ့တယ်လို့ KNU တောင်ငူခရိုင်ကသတင်းထုတ်ပြန်ထားပါဗျ။ဒီဇင်ဘာလ10ရက်နေ့ည9:00နာရီခွဲမှာဘရင်နောင်တပ်မျိုးရှိစစ်ကောင်မရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့တန်တော်ကြီးမြို့နယ်အမှတ်3ရပ်ကွက်အတွင်လက်နက်ကြီး၅လုံးကြားရပောက်ကွဲခဲ့တာလို့သိရပါဗျ။ ဲ့ဒီလိုလက်နက်ကြီးကြောက်ရောက်ပောက်ကွဲခဲ့လို့နေအိမ်နှလုံးထိမှန်ပျက်စီးခဲ့ပြီးကိုဝင်းရှိလာရှိအမျိုးသမီးတအူးလယ်ဘေးမှာထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်မရှင်တပ်ကတန်တောင်လန်းကိုမကြာခဏပိတ်ဆို့နေလို့ပြည်သူတွေသွာလာရခက်ခဲနေပြီးလက်နက်ကြီးရန်ကိုလည်းစိုးရိမ်ကြောက်ရွံ့နေရကြောင်း KNU တပ်ကိုခရိုင်ကထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်တပ်ဟာ KNU တပ်မှနေနေမီအပါအဝင်ခရိုင်တပ်မှအတီးတီးကပြည်သူလူထုနေထိုင်ရာနေရာတွေကိုပိတ်မှတ်ထားတဲ့လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်လျက်ရှိရာ ကလေးငယ်တွေအပါအဝင်ပြည်သူလူထုဒေသုံထိခိုက်မှုတွေဇက်တိုက်ဖြစ်ပေါ်လျက်ရှိတယ်လို့လည်းသိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံမှာမြန်မာလူသား15ဦးလိုက်ပါလာတဲ့ကရေမြောင်းနယ်ထိုးကြက9ဦးရင်းနှစ်သေဆုံးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံမှာမြန်မာရွှေ့ပြောင်းလူသား15ဦးလိုက်ပါလာတဲ့မော်တော်ယာဉ်ဘိန်းပေါက်ကလမ်းဘေးရေသွေးမြောင်းနယ်ထိုးကြပြီးအမျိုးသား10ဦးအမျိုးသမီး1ဦးစုစုပေါင်း9ဦးသေဆုံးခဲ့က ကာသမာအပါအဝင်6ဦးထွက်ပြေးတိမ်းရှောက်သွားခဲ့တယ်လို့ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါဗျ။ဒီဇင်ဘာလ3ရက်မနက်9နာရီခွဲဝင်းကျင်အချိန်ကကထိုင်းနိုင်ငံရချာပူရီခရိုင် Wat Rasman Chan ဖခင်ကြောင့်အနောက်ဖက်လမ်းဘေးရှိရွေသိမ်းမြောင်းနဲ့ပြုတ်ကျခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံသား9ဦးရင်းနှစ်သေဆုံးခဲ့ခြင်းဖြစ်ကတိမ်းမောက်ခဲ့တဲ့မော်တော်ယာဉ်အမျိုးအစားမှာ Toyota Founder အမျိုးအစားဖြစ်တယ်လို့သိရပါဗျ။သေဆုံးသွားသူတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်တာကိုအတည်ပြုနိုင်ခဲ့တော့လဲယခုအချိန်အထိတည်ဆုံသွားသောမြန်မာနိုင်ငံသားများမှာမိသူမိဝါဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ရေးကြိုးပမ်းနေဆဲဖြစ်ကတည်ဆုံသူတွေရဲ့ကျန်းရည်သူမိသားစုတွေထံကိုအကြောင်းကြားနိုင်ရေးစုံစမ်းမေးမြန်းနေဆဲဖြစ်တယ်လို့လည်းသိရပါတယ်အသက်ရှင်ကျန်းရည်သူ6ဦးမှမူထိုင်းအနာပိုင်များရောက်ရှိတဲ့နေရာမှထွက်ပြေးတိမ်းရှောင်သွားကြပြီးထိုင်းအနာပိုင်တွေကရင်မောင်းသူနဲ့ထွက်ပြေးတိမ်းရှောင်သူတွေကိုဆက်လက်စုံစမ်းနေပြီးမတော်တဆဖြစ်ပွားရသည့်အကြောင်းရင်းကိုစစ်ဆေးနေကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ရှင်။ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူများအားလုံးကိုယ်စိတ်နှပြအကျမ်းမာချမ်းသာကြပြီးဆရာနာရှင်စနေဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်